ရုရှားပင်လယ်နဲ့ရေတပ်အုပ်စုအခြေစိုက်ထားတဲ့နာဘရိုစီးစစ်ကံကိုယူကရိန်းဘက်ကစတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ရုရှားနိုင်ငံခရစ်နာရာပင်လယ်နာဘရိုစီးစစ်ကံမျိုးကိုယူကရိန်းတပ်တွေကဝေဟင်ကရောရေပင်ကပါဒရုန်းတွေနဲ့ပြင်းထန်တိုက်ခိုက်ခဲ့ကြောင်းရုရှားပင်လယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ယူကရိန်းတိုက်ခိုက်မှုကြောင့်မြို့လယ်ကနာဘိုစီးဟိုတယ်ကိုထိမှန်ပြီးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့လူနေအဆောက်အအုံ၁၀လုံးနဲ့အနည်းဆုံးကား၃၀လောက်မီးလောင်ပျက်စီးခဲ့ပါတယ်။ လောလောဆယ်နှုတ်ဦးသိပြီအနည်းဆုံး6ဦးတန်းရပါတယ်ယူကရိန်းနေဟာမျိုးနယ်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ပြည်내အုပ်ချုပ်ရေးဘူးကပြောပါတယ်ယူကရိန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာဗီဒီယိုတွေဓာတ်ပုံတွေထင်းသလိုမတင်ဖို့နဲ့သက်ဆိုင်ရာအာဏာပိုင်တွေရဲ့သတင်းထုတ်ပြန်ချက်ကိုပဲယုံကြည်ဖို့ပြည်내အုပ်ချုပ်ရေးဘူးကဒေတာခန့်တွေကိုပြောပါတယ်အရေးပေါ်အခြေအနေကြေညာထောက်ကြောင်းလဲရုရှားဆိုးရသတင်းတွေကဖော်ပြပါတယ်ဒေတာခြေဆိုင်ရုရှားသတင်းတွေမှာတော့ယူကရိန်းရဲ့ဝေဟင်ဒရုန်းတွေနဲ့ဂျီပေါ်ဒရုန်းတွေဟာစစ်တဲအေရိယာက ်လယ်နဲ့ရေတပ်အုပ်စုစခန်းကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ဖော်ပြသလိုမြို့လယ်မှာကြားရောက်ပောက်ကွဲတာရုရှားလေကြောင်းရန်ကာကွယ်ရေးကပြစ်ခတ်တဲ့ကြီးတွေဖြစ်နိုင်တယ်လို့ဗီဒီယိုကလစ်တွေကဖော်ပြပါတယ်ရုရှားပင်လယ်နဲ့ရေတပ်အုပ်စုဟာမူလကခရိုင်းမီးယားစီဗာစတိုပိုစစ်တမ်းမှာ အခြေစိုက်ပေမဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်နာပိုစီစစ်တမ်းကိုပြောင်းရွှေ့အခြေစိုက်ခဲ့ရတာလို့ဒေတာခန်ကပြောပါတယ်ဒေတာခန်ရဲ့အနေနဲ့လူမှုကွန်ရက်မှာအဲ့ဒီလိုမျိုးထင်းတလို့ရှောင်မြေးမှုလေရုရှားဆိုရက ပြောနေပါတယ်။ဒါပြင်ရုရှားနိုင်ငံကအရေးကြီးအဆောက်အအုံများစွာကိုတိုက်ခိုက်ခဲ့တဲ့ယူကရိန်းကသတင်းထုတ်ပြန်ပါတယ်။စက်တင်ဘာ24မနက်စောပိုင်းမှာဘာချောကိုဒစတန်ဒေတာကဂတ်စပရွန်ရေနံတန့်စစ်ဆေးရုံကိုတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ဒီစရုံဟာတနင်္ဂနွေနေ့ရန်တန်ကျင်စေတန်းတီထုံနေတဲ့ရုရှားစစ်တပ်အတွက်လုံးကြီးလောင်စာဒီကထုတ်တဲ့စရုံဖြစ်လို့တိုက်ခိုက်ခဲ့တာလို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။အလားတူဘောဂိုဂရက်ဒေတာကရေနံစိမ်းသေယူပို့ဆောင်စခန်းတွေကိုတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ ရုရှားနိုင်ငံတောင်ပိုင်းကိုပို့ပေးနေတဲ့ရင်းနှံစုပ်ကျဉ်စခန်းနှစ်ခုနဲ့ပင်မပိုက်လိုင်းကိုလည်းတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဆိုပါတယ်။ဘန်ဂိုရော့ပြည်နယ်ဘာလူကီဒေသကဒရုန်းထုတ်လို့ရေးဆိုင်ကိုလည်းအောင်မြင်စွာတိုက်ခိုက်လက်ခဲ့တယ်ဆိုပါတယ်။စတေမန်23ကလည်းကဘာပေါ်မှာအကြီးဆုံးဓာတ်ငွေ့ဓာတ်ဥပဒေအစအုံတွေကတခုဖြစ်တဲ့ Astra Company ကဓာတ်ငွေ့ထင်ထင်ပြပြဆိုင်ကိုလည်းအဝေးပြတုံးကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ပါလေ။ဒီဆိုင်ကရုရှားစစ်တပ်အတွက်ဖောက်ခွဲပစ္စည်းကုန်ရည်ထုတ်ပေးနေတဲ့နေရာပါလို့ဆိုပါလေ။ ယူကရိန်းပေါ်ကျူးကျော်မှုရပ်တန့်သွားပုံနဲ့ရုရှားစစ်တပ်အတွက်လက်နက်နဲ့ခဲယမ်းလောင်စာရောပါသွားရေးစီမံချက်အရာအရေးကြီးတဲ့နေရာတွေကိုအဆက်မပြတ်တိုက်ခိုက်မှာလို့ရုရှားယူကရိန်းရဲ့စစ်ထောက်လှမ်းရေးတွေကပြောပါတယ်။ဒါပေမဲ့ရုရှားဘက်ကတော့ဒါတွေနဲ့ပတ်သက်ပြီးလုံးဝအတိမတ်ပြခြင်းမရှိပါဘူး။မိမိတို့ကိုတိုက်ခိုက်တဲ့ယူကရိန်းရဲ့ drone တွေကအစင်း80ကိုတော့မှပြစ်ချနိုင်ခဲ့တာလို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ ဘယ်ဂိုရော့ကတ်စ်ရော့စတော့ဝေါ်ဂိုဂရက်ခရိုင်းမီးယားနဲ့ပင်လယ်နက်ဒေသတွေမှာပြစ်ချခဲ့တာလို့သတင်းထုတ်ပြန်ကြမှာဖော်ပြပါတယ်။ဘတ်စကော့တိုစတန်ပီနဲ့အုပ်ချုပ်ရေးမှူးကတော့ဒေသနဲ့အစိုးရပိုင်ဂတ်စ်ပရိုဂျင်နန်ဒါတို့ဆိုင်ုံကိုယူကရိန်းဒရုန်းတွေထိမှန်ပြီးမီးလောင်ပျက်စီးဆုံးရှုံးမှုရှိပါတယ်ဆိုပါတယ်။မင်းရဲ့တပီချိန်မှာပျက်စီးဆုံးရှုံးမှုမှန်တာကိုသတင်းထုတ်ပြရမယ်လို့ဆိုပါတယ်။ Gaspro Sail ဟာစနေမှာ16ရက်နေ့ကလည်းဒီချိန်တက်ခတ်ခံရပြီးဖြစ်တယ်လို့ Russia ဆိုရသတင်းတွေကဖော်ပြပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။မေဂန်တမန်ထံကတော့ယူကရိန်းသမ္မတဇီလန်စကီကိုထပ်ပြီးမြှောက်ပြင်ပောင်းနေပါတယ်။ဇီလန်စကီကရဲရင်မြေတတိရှိတဲ့ခေါင်းဆောင်ပါလို့ထံကဆိုပါတယ်။ဇီလန်စကီအစပွဲကြီးကိုဦးဆောင်ဆင်နွှဲနေတဲ့ရရင်ပြည်တတိရှိတဲ့ခေါင်းဆောင်ဆိုပြီးတော့နယူးယောက်မှာသမ္မတနှုတ်တွေ့ဆုံဆွေးနွေးချိန်မှာပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာထရန့်ကသတင်းတောက်တွေကိုပြောပါတယ် ။လူရောမှနိုင်ငံတကာခေါင်းဆောင်တွေဆုံချိန်မှာဆွေးနွေးပွဲအနေဆုံးပွဲ30လို့ဖို့စီစဉ်ထားတဲ့ထဲကဇလန်စကီနဲ့တွေ့ဆုံမှုဟာအရေးကြီးဆုံးပဲလို့ထရန့်ကဆိုပါတယ်။အင်အားကြီးမားတဲ့ရုရှားစစ်တပ်ကိုရက်တအောင်တိုက်ပွဲဝင်နိုင်တဲ့ယူကရိန်းတပ်တွေကိုကျွန်တော်တို့အံ့အားသင့်မိတယ်။အလုံးလေးစားမိတယ်လို့ထရန့်ကဆိုပါတယ်။ဂျပန်တွင်းမြေမြဆဆသိမ်းပိုက်မယ်ပြောခဲ့ပေမဲ့ယူကရိန်းတပ်ဖွဲ့တွေကြောင့်ရုရှားစစ်တပ်ဟာ၃နှစ်၃မိုးပြန်ကျလာပေမဲ့ဘာထူးခြားမှုမှမရှိဘူးလေ။ရုရှားရဲ့စီးပွားရေးသာပြိုကွဲသွားတယ်လို့ထရန့်ကပြောပါတယ်။ ဟန်ဂရီဝန်ကြီးချုပ်ဗီတာအိုဘန်ကိုလည်းရုရှားစီကရင်းနှီးတဲ့ထပ်မွေဖို့ထရန့်ကတတိပေးခဲ့တယ်လို့နေရောပိုင်းနဲ့တကျကျလာတဲ့ရုရှားလေယာဉ်တွေကိုပြစ်ချတဲ့လို့ယူဆကြောင်းမှာထရန့်ကပြောသွားပါတယ်။နောက်အတွင်းထရန့်ကစိတ်တိုက်အင်အားပို့ပြီးတော့ကောင်းတဲ့ယူကရိန်းတပ်တွေကသာဒီစပွဲမှာအောင်ပွဲခံရလိမ့်မယ်ဆိုပြီးပြောသွားပါတယ်။ထရန့်ရဲ့အဲ့ဒီလိုမျိုးဒီလိုမျိုးတော်တဲ့ဒီပေတွေကပြောင်းသွားတဲ့အတွက်ကြောင့်ရုရှားဘက်ကတော်တော်လေးကိုအံ့အားသင့်နေတယ်လို့ဆိုပါတယ်။ ယူကရိန်းနဲ့ရုရှားကြားကားတဲ့စီးရဲနဲ့စီးပွားရေးခြေနေတေချာနားလည်ပြီးဖြစ်တဲ့ရုရှားစီးပွားရေးပြဿနာကိုကျွန်တော်သိလိုက်အချင်းမှာဥရောပသမဂ္ဂပံ့ပိုးကူညီမှုနဲ့ယူကရိန်းဟာတိုက်ပွဲဝင်အောင်နိုင်တဲ့အနေအထားမှာရှိတယ်လို့ယုံကြည်ကြောင်းပြောပါတယ်။ဥရောပသမဂ္ဂလို့ပြောပေမဲ့အမေရိကန်လို့တော့သူကထည့်သွင်းပြောပါဘူး။အချင်းရဲ့စိတ်ရှိသီးခံမှုရဲ့ငွေကြေးထောက်ပံ့မှုတွေဥရောပအထူးသဖြင့် NATO ဖွဲ့ရဲ့အကူအညီနဲ့ယူကရိန်းရဲ့မူလပိုင်နက်အားလုံးကိုနှပူပေါ်စံတိုင်းပြန်တည်ဆောက်ဖို့ဘာကြောင့်မဖြစ်နိုင်ရမှာလဲလို့ထွန်းကဆိုပါတယ်။ စင်အားတကယ်တောင်းတင်းကိုင်းမှမယ်ဆိုရင်တပတ်တွင်းသိမ့်ပတ်နေရမှာဖြစ်ပေမဲ့ယူကရိန်းကိုခုတိုက်နေတာရုရှားက၃နှစ်ခွဲကျော်ကြာနေပြီလေဒါပေမဲ့တိုက်ခတ်နေရဆဲဖြစ်တယ်ရုရှားဟာစက်ကူကြသသားပါဆိုပြီးတော့ထွန်းကပြောသွားပါတယ်ဒါနဲ့ပတ်သက်ပြီးရုရှားကတော့တော်တော်လေးကိုဒေါသထွက်နေတယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ဗန်ကောက်မှာဖြစ်ပေါ်ခဲ့တဲ့ပေတရာလောက်ရှိတဲ့မြေကျွန်းကြံကြီးခြေနေကိုပူပြီးမဆိုးလာအောင်ထိန်းသိမ်းဖို့တောင်းရှိသူတွေကကြိုးစားနေပါတယ် တကယ်တော့အဲ့ဒီ area ဝန်းကျင်မှာဂျန်ကြီးတွေထပ်မံပေါ်လာရင်တိုင်ကြီးတွေပါအလုံးလိုက်မြေပြိုသွားမဲ့အလားအလာရှိနေပါလိမ့်။ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့လမ်းမကြီးတစ်ခုမှာရုတ်တရက်ဖြစ်ပေါ်ခဲ့တဲ့မြေကျွန်းဂျန်ကြီးခြေအနေနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကအခက်အခဲတွေကြုံနေရပါတယ်။အာဂျီယာဆေးဟိုရှိကကတ္တရလမ်းပေါ်မှာစက်တင်ဘာ24ရက်နေ့ကရုတ်တရက်မြေပြိုပြီးမီတာ90လောက်နဲ့တဲ့ပေါက်ကြီးဖြစ်သွားတာပါ။ကြုံကြသွားတဲ့အချိန်မှာတက်တိုင်တွေမှာမြေအောက်ထဲပြုတ်ကျကုန်ပြီးရှော့တွေဖြင့်ပေါက်ကွဲတဲ့နေမှာထွက်ခဲ့ပါတယ်။ အပေါက်ကြီးရဲ့ကျယ်အားလည်းကြည့်ပါဦးစတူရန်မီတာ900လောက်ကျယ်ဝန်းပြီးနှခမ်းသားတွေကဆက်ပြီးပဲ့ထွက်ရင်တတိတိပြိုကျနေတယ်လို့ဆိုပါတယ်ဒီဖြစ်မှာလူတွေထိခိုက်သေးခြင်းမတော့မရှိပေမဲ့မြေကျွန်းတဲ့နေရာကအထက်မြင့်ဆောင်နေကြတယ်မှာဖြစ်နေလို့ဒေသခံတွေကတော့စိုးရိမ်နေပါတယ်ပိုင်းနာဝန်ကြီးကလူတွေကမနေရဲပဲအပြင်ထွက်နေပါတယ်ဆေးရုံမှာရှိတဲ့လူနာတွေနဲ့အမီးတဝိုက်တိုက်ခန်းတွေမှာနေထိုင်သူတွေကတော့အာနာပိုင်တွေကချက်ချင်းရွှေ့ပြောင်းပေးထားပါတယ် ဒီနောက်မြေပြိုကျတဲ့အပေါက်ကြီးပိုခြင်းမလောင်ထိန်းသိမ်းမှုတောင်းရှိသူတွေကစူးစမ်းပေမဲ့ပြိုကျချိန်မှာမြေအောက်ရေဆင်းပတ်ကြီးပါပေါက်ထွက်သွားလို့လမ်းမျက်နှာပြင်ကနောက်ထပ်ပြိုဆင်းမှုတွေဆက်ဖြစ်နေပါလေ။ဒါအပြင်အနာကမြေအောက်ရေထားလဲဆောက်လို့ရုံတွေကရှုံနေကြပါအဲ့ဒီပေါက်တဲ့ဆင်းဝင်လောင်နေတယ်လို့ထိုင်းဝန်ကြီးချုပ်အနုပြင်ကပြောပါလေ။လူသေးပြောင်းမရှိခဲ့တာကတော့တကယ်ကိုကန်ကုန်တဲ့ကိစ္စပါလို့ဝန်ကြီးချုပ်ကဆိုပါတယ်။ဘန်ကောက်အုပ်ချုပ်ရေးမှူးကတော့မြေပြိုမှုတွေရေပတ်ကြီးပေါက်ထွက်သွားတာရဲ့တအားပြတ်တော့ကုန်လာရဲ့ဖြစ်ပွားခဲ့တယ်လို့တည်ပြပါလေ။ ဆေးရုံမှာတော့ဘာပြဿနာမှမရှိပါဘူးဒါပေမဲ့အနားမှာရှိတဲ့ရဲစခန်းအတွက်တော့မြေသားကြက်ခိုင်မှုကစိုးရိမ်စရာပါလောလောဆယ်ဒေတာခန်တွေကိုအခုတင်းရွှေ့ပြောင်းပေးထားပါတယ်ဆိုပါလေဒီနေ့ပိုင်းမှာတော့နောက်ထပ်မြေပြိုမှုတွေကိုတိုင်းနာတစ်ခုတည်းဟန်နာနိုင်ပြီဖြစ်ပေမဲ့အချိန်တွေကိုတော့လက်ရှိအချိန်ထိစောင့်ကြည့်နေရဆဲဖြစ်ပါတယ်နောက်ထပ်သတင်းမှုပြောချင်ပါတယ်လက်ရှိစစ်အာဏာသိမ်းထားတဲ့အာဖရိကနိုင်ငံ၃ခုကအမျိုးဆိုင်ရာရာဇဝတ်တရားရုံး ICC မှာနှုတ်ထွက်ကြောင်းကြေညာပါတယ် မကြသေးမိနစ်တွေဆက်အောင်တော့တင်ခံရတဲ့ဘာကီနာဖာဆိုမာလီနဲ့နိုင်ဂျာတို့မှာ ICC ကနှုတ်ခတ်မဲ့ကြေညာချက်ကိုထုတ်ပြန်ပါတယ်။သုံးနိုင်ငံကြေညာချက်မှာမိမိတို့နိုင်ငံတွေဟာငြိမ်းချမ်းရေးနဲ့တရားမျှတမှုပေးကြစေဖို့ပြည်တွင်းမှာရှိတဲ့ပြည်တွင်းနဲ့ကိုက်ညီတဲ့နည်းလမ်းတွေသုံးမှာဖြစ်ပြီးလူ့ခွင့်ရကိုကာကွယ်ကာပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုတိုက်ဖြတ်သွားမယ်လို့ဖော်ပြပါတယ်။ ICC စတဲ့တည်ထောင်ချိန်ကအမှုပေါင်း33ခုရှိပြီး32ခုကအာဖရိကနိုင်ငံတွေကိုဆွဲချက်တင်ထားတဲ့အမှုတွေသာဖြစ်ပါတယ်။ ကျန်မှုကတော့ဖလမိုင်းသမားဟောင်းဒူတာလေးကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇမှုနဲ့ဆွဲချက်တင်တဲ့အမှုပါအဲ့ဒီသုံးနိုင်ငံလှုပ်ဖက်ရတဲ့အမန်တကယ်ကြောင်းရင်ဟာလူခွင့်ချိုးဖောက်မှုအတွက်တရားစွဲခံရမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်ဒါကဆေးချုပ်ရေးဖွဲ့တွေအနေနဲ့ ICC ဥပဒေအရရေးယူနိုင်ခြင်းကိုရှော့ချဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်ဒီလိုဆိုရင်အာဖရိကန်နဲ့အားလုံးရဲ့လှုပ်ရှားမှုကိုပုံဖော်ဖို့ဒါဟာအင်မတန်မှအဆင်ပြေတဲ့စင်ကြီးပါလို့နိုင်ငံတကာဥပဒေကျွမ်းကျင်သူကပြောပါတယ် လူခွင့်ရေးစောင့်ကြီးလေးလာရေးဖွဲ့ထုတ်ပြန်ကြမ်းအရဘကင်နာဖာဆိုမှာစစ်တက2024မှာရတား220ကျော်ကွန်မြတ်ခဲ့ပါတယ်။ကွန်မြတ်ခဲ့တဲ့နဲ့ကလင်းငွေ56ကိုပါပါတယ်။မာလီမှာလည်းအစိုးရနဲ့လက်နက်ကင်တက်တွေဟာရုရှားစစ်အုပ်စုပိုင်ဝဂလာအကျိုးစားစစ်သားတွေနဲ့တူဆေးရုံမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့နိုင်ကြောင်းကုလကျွမ်းကျင်သူတွေကပြောပါတယ်။2022ကကျူးရတရားမှာဖြစ်ခဲ့တဲ့လူစုလိုက်ပြန်လည်တပြည့်မှုမှာ ရွာသားရပေါင်းများစွာသိဆုံးခဲ့ရပါတယ်။နိုင်ကြမှာလည်းရွေးကောက်ခံသမ္မတကိုသမ္မတအိမ်တော်မှာထင်းသွင်းထားဆက်ဖြစ်ရာလူငင်းချမ်းသာခွင့် Amnesty International ကအရသားတွေပေါ်လူခွင့်အချို့ဖော်ပြနေစစ်တပ်အလွဲသုံးစားလုပ်မှုဖော်ပြပါတယ်။ကျူးလွန်မှုတွေထဲမှာမောင်းသူနဲ့လူငင်းတက်ခိုင်းမှုတော့ရွာသား90သိဆုံးမှုတော့ပါပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းအဲ့ဒီနိုင်ငံသုံးနိုင်ငံရဲ့စစ်ဆိုးရတွေဟာတိုက်ခန့်နေကုန်နေနေနဲ့ထောင်ချတဲ့ရွေးကောက်ဝယ်ကိုပဲဖြစ်တဲ့ဓာရီလုပ်ပါတယ်။အဲဒီစစ်တပ်လုပ်ဖက်ခြင်းဟာ ကုလတရုံမှုချုပ်ကိုအကြောင်းကြားပြီးနောက်တစ်နေ့ကြာမှာကြိုးတက်ရောက်မှုဖြစ်ပါတယ်။ ICC ကအစ္စရေးဝန်ကြီးချုပ်ဗီဒီမီနေတာညာဟုကိုဂါဇာမှာလူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့ရာဇဝတ်မှုတွေနဲ့ဆေးရဆုမှုနဲ့ဆွဆွဲပြီးဖမ်းရမ်းထုတ်ပြီးနောက်အမေရိကန်ဆိုရက ICC တရားသူကြီးအများအပြားကိုအရေးယူပိတ်ပင်ခဲ့ပါတယ်။အမေရိကန်ကိုယ်တိုင်ကလည်း ICC ဖော်ဝင်နိုင်ငံမဟုတ်ဘူးလို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။1988ခုနှစ်ကကန်ဆာမျိုးကအသက်18နှစ်အရွယ်ကာဗင်စထရစ်ကလန်ဆိုတဲ့လူငယ်လေးဟာ တလပ်ပစ်ခတ်မှုတစ်ခုနဲ့ဆွဆွဲခံရပါတယ်။အဲဒီမျိုးမှာလူသုံးသေဆုံးပြီးတူးသက်ရှင်ကြရင်ပါတယ်။အဲဒီအသက်ရှင်ကြရင်သူဟာစင်ဒီယာဒက်ထန်ဆိုတဲ့မျိုးသမီးပါ။သူဟာစတစ်ကလန်ကိုပြစ်မှုကျူးလွန်မှုတွေကတရားအဖြစ်ထွက်ဆိုပါတယ်။ဖြစ်ချင်တော့အဲဒီမျိုးမှာစတစ်ကလန်ရဲ့လက်ဝဲရတဲ့ DNA တွေတခြားရုပ်ပိုင်းဆိုင်ရာထောက်ထားတွေလုံးဝမရှိပါဘူး။တကူတီးသောထောက်ထားကမြေမြေတိတ်ဖြစ်တဲ့ Dustar ရဲ့ Stress ထွက်ဆိုချက်တခုပဲရှိပါတယ်။ဒါပေါ်မူတီးပြီးတရားဟောကသူ့ကိုလူသက်မှုတော်မှုတွေတက်တကြွထောက်ချလိုက်ပါတယ်။ ြစ်တဲ့ကြခံရတဲ့တခြားလုံးသောစတက်ကလန်ကမိမိပြစ်မရှိကြောင်းဒီနေ့ပြောပါတယ်အဲ့တော့သူ့ရဲ့ပြစ်မှုကင်းမှုကိုတန်ဆရာပြနိုင်တဲ့တက်သိပြနိုင်တဲ့အချက်လက်တွေဟာနှစ်ပေါင်းများစွာကြာပြီးမှပေါ်ထွက်လာပါလိမ့်နေ့တော့ကြာပြီးတဲ့နောက်မှာမြင်းမြင့်တက်သိ Dustan ကိုတိုင်ကသူ့ရဲ့ထွက်ဆိုချက်ပြန်ယူသိမ်းခဲ့ပါတယ်သူမဟာရဲတဖွဲ့ရဲ့ဖိအားကြောင့်သာစတက်ကလန်ကိုပြစ်မှုကျဉ်းလို့သူဖြစ်ထွက်ဆိုရာကြောင်းပြောပါလိမ့်ဒီလိုနဲ့အမှုကိုထပ်ဆစ်စေပြီးတခြားအချက်လက်တွေလည်းထွက်ပေါ်လာပါတယ်။ဒီလူသမှုကိုကျွလွန်ကြောင့်ဝန်ခံရတဲ့တရားခဏဦးကလည်း စတဂရမ်ကဒီမှုနဲ့ဘာမှမပတ်သက်ဘူးလို့တည်ပြပါတယ်။ဒါအပြင်ရာဇမှုကျွလို့ရမှာ၃ရက်နဲ့လက်နက်ပေါ်မှာတွေ့ရတဲ့လက်ပုတ်ရာဟာစတဂရမ်ရဲ့လက်ပုတ်ရာနဲ့ကန့်ညင်မှုမရှိကြောင်းတွေ့ရပါတယ်။ဒီထောင်သားတွေရှိမဲ့စတဂရမ်ဟာ43နှစ်ကြာအောင်ထောင်ထဲဆက်နေရပါတယ်။2021မှာတော့ဂျက်ဆန်ကောင်းလီရှိနေတဲ့ကအမှုကိုအသေးစိတ်ပြန်စီပြီးတော့စတဂရမ်ရဲ့တည်ထိုင်ထောင်သားအသစ်တွေကိုတရားဝင်တင်ပြပါတယ်။နောက်ဆုံး2021နိုဝင်ဘာ23မှာတရားသူကြီးကစတဂရမ်ရဲ့စီရင်ချက်ကိုပယ်ဖျက်ပြီးလွှတ်ပေးလိုက်ပါတယ်။ သူလွတ်မြောက်လာခြင်းမှာအသက်60နှစ်ရှိပါပြီ။ Strickland ဟာသူ့ရဲ့ငယ်ရွယ်စဉ်ဘဝလူ့ပြောစဉ်ဘဝအားလုံးကိုအကျဉ်းတော်ထဲမှာအချိန်ကုန်ဆုံးခဲ့ပြီးပြန်ထွက်လာတဲ့အခါဖိုးကြီးဖြစ်နေပါပြီ။ထောင်ဝလလာပြီးတဲ့နောက် Strickland ဟာမာရီထောင်ချခံရမှုတွေနဲ့ပတ်သက်ပြီးတရားမျှတမှုတွေလှုပ်ရှားသူတူဖြစ်လာပါလေ။သူ့မှုဟာ DNA ထောက်ထားလည်းမရှိပဲမြင့်မြင့်သက်သက်ရဲ့ထွက်ဆိုချက်တစ်ခုတည်းနဲ့သာအခြေခံပြီးဖြစ်တဲ့ချမှတ်ခံရမှုဖြစ်တဲ့အတွက်ကြောင့် လုံးဝမတရားခဲ့ပါဘူး။သူဖြစ်ရကအမေရိကန်တဝမ်းမှာလူများကစိတ်ဝင်စားခဲ့ပြီးမှားရင်းထောင်ချခံရသူတွေအတွက်ရော်ကြီးနဲ့အကူအညီတွေပေးဖို့အဖွဲ့အစည်းတွေစုလုံမှုတွေလည်းပုံမှုကျက်ပြတ်လာခဲ့တယ်လို့သိရပါတယ်။